အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာမကြခင်ရောက်လာတော့မယ်12လပိုင်းမှာတွေ့ကြုံလာမယ်အင်ကာသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံးတက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနည်းအဖြစ်ပြောရင်အင်ကာသားသမီးတွေအတွက်12လပိုင်းတလတာကံအဆိုးကောင်းကိုတဲရော့နဲ့တုံးတက်ပြီးဟောမယ်ဗီဒီယိုလေးပေါ့ဗျာနော်အဲ့တော့ကိုကတဲရော့ပုံမှန်လေးယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်ကိုရဲ့ကံညီမသိချင်တယ်ဆိုရင်ဒီဗီဒီယိုကကုန်နဲ့တက်ဆိုင်သွားပြီအဲ့နောက်ခုနဲ့မကိုက်ညူဆိုဒီဗီဒီယိုကကုန်နဲ့မတက်ဆိုင်ကြော်လို့ရပါပြီအဲ့တော့ ကျွန်တော်တော့ဘာမင်းငါပဲဆရာဆိုရင်တော့မိတ်ဆွေတွေကိုအမြဲတမ်းဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်တယ်အဲကျွန်တော်ရဲ့ဗီဒီယိုတွေကြိုက်တယ်ကျွန်တော်ရဲ့တင်ဆက်မှုတွေကြိုက်တယ်ဆိုတော့ကျွန်တော်ကောက်ကို follow ပေးပါပြီးတော့ဒီဗီဒီယိုမှာလည်း like and share တခုခုပြုလုပ်ပေးကြရပြီကျွန်တော်ကူညီပေးပါလို့မေတ္တာရက်ခံပါတယ်အဲ့ဒါဆိုအော်ပြီးတော့ကျွန်တော်ရှင်မှာဗီဒီယိုမေးဖို့အတွက်မေးဟိုဟာပြောနေလူဗီဒီယိုမေးချင်ကောက်ထဲဝင်သွားလိုက်အဲ့ Viber ဖုန်းနံပါတ်တင်ထားတယ် Viber ကနေဆက်သွယ်ပြီးတော့မေးပေးလို့ရပါတယ်เนาะโอเคပါအားလုံးပဲစလိုက်ရအောင် တော့အင်္ဂါသားသမီးတွေကျွန်တော်တို့တွေ့ကြုံလာမယ့်ဒီတလတာမှာကိုပိုင်စီးပွားရေးနဲ့အစဟောပေးပါမယ်ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံဓာတွေမှာဘာဖြစ်နေလဲဆိုတော့စောက်ဆိုင်ချင်းထိငော့ချင်းเนาะခက်ခဲချင်း နေနဲ့ကြုံတွေ့နေရတတ်ပါတယ်ဘယ်မှာမအောင်မြင်တာတော့မဟုတ်ပါဘူးအောင်မြင်ပါတယ်ဒါပေမဲ့စောက်ဆိုင်ရမယ်ထိငော့မှုတွေဖြစ်မယ်ဆန့်ကြမှုတွေဖြစ်မယ်အောင်မြင်မှုစီကိုကုတန်းလာမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကတ်မှာပြသနေခြင်းဖြစ်ပါတယ်ပြီးတော့စီးပွားရေးခါမှာ လက်လောမှာဖြစ်နေတဲ့အရာကိုပဲသုံးသက်တာမျိုးမဟုတ်ပဲနဲ့ရေရှည်သုံးသက်ပြီးတော့လှုပ်ဆောင်ပါလက်လောအခက်ခဲတွေဖြစ်ရှင်းနေတဲ့မိတ်ဆွေတွေပုံမှန်ပြီးတော့ခက်ခဲတဲ့အရာတွေရရှိလာလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုတွေးတောမယ်မယ်ဆိုရင်ရေရှည်တော့လုပ်ကိုဒီချိန်မှာဆိုရင်ကိုယ့်တပ်ပုံမှန်ပြီးတော့ကောင်းမွန်တယ်ပုံမှန်ပြီးတော့အားကောင်းတယ်နောက်တစ်ခုကတော့ဟိုးအဝေးမှာနိုင်ငံရဲ့ကြားတက်တက်ပြီးတော့လှုပ်ဆောင်နေရတဲ့ကုန်းဟောဘယ်လိုခေါ်မလဲကော်စီကူတက်မှုဂျမ်းဖြစ်တတ်တယ် မှာပေါ့ဗျာ online shopping လုပ်တယ်ဆိုကြပါစို့ဗျာကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေမှားထားတယ်ပစ္စည်းတွေလမ်းကြောင်းကျက်လို့မရောက်လာတာမျိုးစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်တယ်เนาะအဲ့လိုမျိုးပေါ့ကုန်ကူးတန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့တနေနဲ့တနေတနိုင်ငံနဲ့တနိုင်ငံကုန်ကူးတန်းရေးနဲ့လှုပ်ဆောင်နေတဲ့ကိစ္စတွေမှာတော့ကြံ့ကြာမှုတွေအဆင်မပြေမှုတွေ ਨੇ ကျွန်တော်တို့တွေ့ကြုံလာတတ်တယ်เนาะနောက်တစ်ခုကတော့ကြုံတွေ့လာမယ်ကျွန်တော်အင်္ဂါသားသမီးတွေရဲ့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်ဒီကိစ္စမှာ ိစ္စအင်းနဲ့ပတ်သက်တဲ့ဘက်မှာအင်္ဂါသာသမီတွေအားအကူအညီထောက်ပံ့အားနည်းတယ်ဆိုတဲ့ကာလအပိုင်းပြတ်တန်းနေရတယ်ငွေကြေးကိစ္စမှာလေအကူအညီထောက်ပံ့အားနည်းဆိုတာကိုယ့်ကိုအကူအညီပေးမဲ့လူတွေကိုယ့်ကိုငွေကြေးထုတ်ချိမဲ့လူတွေကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ supporting ပေးမဲ့လူတွေဒီကာလမျိုးမှာမရှိပါဘူးအမှန်တမ်းပြောမယ်ဆိုရင်လေအဲ့တော့ကိုယ့်ဟာကိုယ်တာရှာဖွေပြီးတော့ကိုယ့်ဟာကိုယ်တာပြည်လဲအောင်လှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေလုပ်နေရတယ်ပေါ့နော်နောက်ချက်ကဒီကာလမျိုးမှာကျွန်တော်တို့အပျော်ပါးတွေ မလိုလားအပ်တဲ့ငွေကြေးဆုံးရှုံးတာပါလေအပျော်ပါဆိုတာတော့ရှင်းပါတယ်ကိုယ်စိတ်ပျော်ရွှင်မှုအတွက်တည်ငါကကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုကိုဆိုဖြစ်ပါတယ်အဲ့တော့တည်ငါကကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုကြောင့်မလိုလားတဲ့ပြဿနာတွေဥပမာကိုကတော့ဘာမှမဖြစ်လောက်ဘူးလို့လှုပ်လိုက်တယ်အဲ့ဒီကိစ္စအဲ့ပြဿနာတွေကနေစင်ငွေကြေးအကြီးကြီးမားမားဆုံးရှုံးမှုတွေထင်ထားတာတက်ပုံမှုပြီးတော့ကုံဆုံးမှုတွေအတက်တယ်ဥပမာဆိုကြပါဆိုပေါ်ရဥပမာတစ်ခုလေးပေါ်မှာကိုကပျော်ရွှင်လို့ရက်တောက်လိုက်တယ်အရက်မူပြီးတော့ခြေကျိုးလက်ကျိုးဖြစ်ကမှာဆေးကုရတယ်ဆိုပြီးပုံကုံတာမျိုးပေါ့ကိုက အဲ့တော့အရက်တောက်တာလောက်ပဲဒါပေမဲ့အရက်တောက်ပြီးနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြဿနာတွေအကုန်အတွက်ငွေကုန်ကြေးကျဖြစ်ပေါ်စေ။အဲ့တော့ကျွန်တော်ပြောချင်တာငွေကြေးအကန့်ကောင်းချင်တယ်ဆိုစိတ်အလိုတိတ်မလိုက်ပါနဲ့လို့ပြောချင်ပါတယ်နော်။အဲ့တစ်ချက်ပေါ့။အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ပြီးပွင့်လင်းမှုရှိလားလို့ပြောမယ်ဆိုရင်တော့ခဏကျွန်တော်ပြောလို့ပဲငွေကြေးကန်နဲ့ပတ်သက်လာရင်တော့ဟိုဘာအာကိုလို့မရတဲ့အပိုင်းခြားကိုကိုကိုအာကိုပြီးတော့မှလှုပ်ဆောင်ရမယ်ဆိုတဲ့အပိုင်းခြားလို့ပြသထားတဲ့အတွက်ကြောင့်မလို့အာကိုကိုကိုယုံကြည်မှုအပြည့်နဲ့ရှာဖွေအတွက်ဖို့အတွက်တော့လိုအပ်တယ်။ အဲ့တော့အရန်ကောင်းနေတဲ့ကန်ထောက်ပံ့တစ်ခုမှာတော့ငွေကြေးကိစ္စတော့ရှိနေတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့အရန်ခက်ခဲနေတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူး။မမဆောင်ဖြစ်နေတာပေါ့။ Okay အဲ့တော့ကျွန်တော်ကြုံလာမယ်။ကျမကြီးကိစ္စရည်နဲ့ပတ်သက်ပြီးဆက်အောင်။ Okay ပါ။ကျမကြီးကိစ္စရည်နဲ့ပတ်သက်ပြီးမှာတော့အထိုင်များတဲ့လူတွေအထူးသဖြင့်ယုံလုံးနေတဲ့လူတွေအထိုင်များတဲ့လူနည်းနည်းလေးအကျော်ချင်ပိုင်းနေတဲ့ပုံစံမျိုးเนาะအဝန်းချုပ်တာမျိုးစသဖြင့်ဒီလိုကျမ လေးတွေဖြစ်ပေါ်လာမဲ့ခြေနေအပိုင်းခြားတစ်ခုကြုံတွေ့လာတတ်ပါတယ်เนาะအဲ့တော့အကြောချင်းအယိုးစစ်เนาะအဲပြီးတော့အညောင်းညာကိုက်ခဲတာမျိုးတွေမကြာခဏဝမ်းချုပ်တာမျိုးတွေဖြစ်မယ်เนาะအားဓာလေးတွေတော့ဒီကာလမှာဖြစ်ပေါ်လာနိုင်တယ်ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးခဏပြောလို့ကြီးကြီးမားမားဖြစ်ပေါ်တာမျိုးတော့ကျွန်တော်စီမှာမတွေ့ရပါဘူးဆိုတော့စိတ်ယုံတက်ပြီးတော့ခွဲစိတ်ရတာမျိုးတေလူတာမျိုးတွေတော့ဒီကာလတွေမှာတော့အမီတွေပေါ်မှာတောင်းမှုတော့အားနေပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ကြုံတွေ့လာမယ် သားသမီးတွေရဲ့အခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟောကြားပြချင်ပါတယ်။ဒီကာလမှာသားသမီးတွေကအခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကြံ့နာတက်မယ်။ကိုယ့်ရဲ့ချစ်သူမသိအောင် silent နေပြဿနာတက်မယ်။နော်။ဆိုတော့လူသိရှင်ကြပြဿနာတက်လာမယ်ကိစ္စတွေ။ဆိုတော့ဒီကိစ္စမှာအခြေအေးကိစ္စမှာဟိုလိုလိုဒီလိုလိုဟိုဘက်လိုလိုဒီဘက်လိုလိုဖြစ်နေတဲ့အရာတွေအကုန်လုံးညီကြံ့နာရှုပ်ရှင်းဖြစ်ပြောင်းလဲလာမယ်အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ပြီးတော့လက်ရှိ relationship မှာ မျက်နာတရရောက်များတတ်တယ်မိမိကိုယ်တိုင်လည်းဖြစ်နိုင်တယ်မိမိရဲ့ချစ်သူလည်းဖြစ်နိုင်တယ်မျက်နာများတာမျိုးစိတ်ကစားတာမျိုးနောက်ဆုံးရီးစားမဖြစ်ခဲ့ရင်တောင်မှတာပါဗျာဒီလိုကိစ္စတွေကြုံတွေ့လာရတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့နည်းနည်းလေးစိတ်ဒုက္ခရောက်တာတွေနည်းနည်းလေးစိတ်အဆင်မပြေဖြစ်တာတွေတွေးကြတတ်တယ်လုံလုံကျွကျွပြဿနာတွေတမီးပါเนาะလုံလုံကျွကျွဖြစ်တဲ့ပြဿနာတွေလုံလုံကျွကျွဖြစ်ထားတဲ့ကိစ္စတွေကနေစဉ်အဲ့ဒီမှာပြဿနာဖြစ်လာနိုင်တယ်အဆက်အစရာခဏ နော်ဟိုပုံမှန်လေးလေးပြောရမယ်ဆိုဗီဒီယိုရိုက်တာတွေဓာတ်ပုံရိုက်တာတွေအစနော်တက်တာဖြစ်ပြောင်းလဲလာနိုင်တယ်အဲ့ဒါတွေအထူးပြုစိုက်ဖို့အတွက်လိုပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်မှားခြင်းတယ်ပြီးတော့ဒီလိုကာလမျိုးမှာမပြောလဲနားပိုင်းနဲ့အခြေအကိစ္စမှာခဏဆိုလို့စကားများပြောရတတ်တယ်ပြောရရင်ကိုယ့်ရဲ့ချစ်သူကိုပြောစကားဆိုစကားအားနည်းတယ်ဆိုတဲ့အပိုင်းချဆိုတော့မအောင်မြင်ဘူးပေါ့နော်ပြောတာပြောရင်သူလည်းသူလှုပ်ချင်တာလှုပ်နေတာဆိုတော့ကိုပြောတာတစ်ခါလေကြာရင်နားကြီးတယ်ကွာပြောမနေနဲ့မင်းကဒါပဲချက်ပြောနေစ ောဆိုလာတဲ့ဇာတ်ကားတွေကိုအတိမတ်ပြုမှုကိုယ့်ရဲ့ခြေသူပါအားနေတယ်ဆိုတဲ့အပိုင်းခြားမျိုးကြုံတွေ့နေရတတ်တယ်။ဟုတ်ပြီနော်။နောက်တစ်ခုအင်္ဂါသားသမီးတွေကြုံတွေ့လာမယ်အိမ်တောင်ရေးကိစ္စနဲ့ပတ်သက်ဖြစ်ပါတယ်။အိမ်တောင်ရေးကိစ္စမှာတော့အင်္ဂါသားသမီးတွေအားကောင်းတယ်လို့နံပါတ်၁ချက်ပြောချင်တယ်။ခက်ခဲနေတဲ့ကိစ္စတွေကိုယ်နေတဲ့ဝန်တော့ဝန်ဖို့ထမ်းထားရတဲ့တာဝန်တချို့တဝက်တွေကုံဆုံးသွားပြီးတော့တက်တော့တက်တာအိမ်တောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းမှုကနေစဉ်စိတ်ချမ်းသာမှုကို ကူးပြောင်းလာမယ့်အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်တယ်။ဒါပေမဲ့အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးလုံဆောင်မှုအတွက်ကြံစည်ထားတဲ့အလုပ်ငန်းကိစ္စတွေရှိမယ်။ခရီးထွက်ဖို့ကြံစည်ထားတာတွေရှိမယ်။တခြားတော့ကိုယ်ကြီးကြီးမားမားကြံစည်ထားတဲ့ကိစ္စတွေမှာတော့ပြက်ပြဲသွားတာမျိုးတို့မဟုတ်ပြောင်းလဲသွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်။နော်အဲ့ဒီကိစ္စနည်းနည်းလေးဂယုဆိုင်ဆင်ခြင်စေခြင်းနဲ့နောက်တစ်ခုကဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဆိုတာတော့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့အတိုင်းဝိုင်းစီအနေနဲ့ငွေကြေးအချီးအငှားလုံးဝလုံးဝမလောက်ပါနဲ့ เนาะအဲ့တော့ငွေတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာတွေဖြစ်လာနိုင်တယ်တကယ်လို့ငွေချီးခဲ့မယ်ဆိုလို့ရှိရင်လည်းရေရှိမှမကောင်းအဲ့တော့ဖြစ်နိုင်တယ်ဆိုရင်မိသားစုဝင်နေစီကနေစငွေချီးကိစ္စအချင်းငါငွေချီးကိစ္စအရှုပ်ရှင်မလုပ်ပါနဲ့ကိုလည်းမချီးပါနဲ့သူတို့စီကလည်းမချီးပါနဲ့အဲ့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့အင်္ဂါသားသမီးတွေကြုံတွေ့မယ်ဝန်ထမ်းတွေပိုင်းဖြစ်ပါတယ် ဒီကာလမှာကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုအကောင်းဆုံးဖြစ် perfect ဖြစ်အောင်ပြုလုပ်ပါ။ဒါဆိုအကုန်လုံးပြောမယ်လုပ်ငန်းတွင်မှာကိုယ့်ရဲ့အဲလုပ်ငန်းနဲ့ပတ်သက်ပြီးလုံဆောင်တဲ့ဘိုင်အားကောင်းလာရင်ကိုယ်နဲ့မတည့်တဲ့လူတွေကိုယ်နဲ့အဆင်မပြေတဲ့လူတွေတော့ပြန်လှည့်ပြီးတော့တင့်မြတ်လာတာနဲ့ပြန်လှည့်ပြီးတော့တည့်လာနိုင်တယ်။အဲ့တော့လုပ်ငန်းတွင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုပြောပြောမယ်ဆိုဒီကာလအမှားထောက်တဲ့ကာလပေါ့။အဲကိုယ့်ရဲ့လုံခေါ်ကြိုက်ဖက်တွေကိုယ့်ရဲ့ထက်လူကြီးတွေကနေအရင်တော့ကိုယ်အမှားလို့ လုပ်ငန်းမှာခိုကတ်နေတာဘာမှမသိပေမဲ့ဒီချိန်မှာခင်ဗျားလက်ခိုကတ်လိုက်တာနဲ့ခင်ဗျားကိုအကြီးကြီးပြဿနာရှာတော့မယ်ဆိုတော့မခိုနဲ့မကတ်နဲ့အမှားလေးမလုပ်နဲ့အကောင်ဆုံး perfect ဖြစ်အောင်လုပ်ကိုယ့်ကိုကြီးမြတဲ့လူပဲကိုယ်နဲ့ပြန်ပြီးတည့်လာလိမ့်မယ်ကိုယ်နဲ့ပြန်အဆင်ပြေလာလိမ့်မယ်အဲ့တော့လုပ်ငန်းပေါ်မှာရှိသမျှကိုယ့်ရဲ့ energy အပြည့်ထည့်ပြီးတော့အလုပ်လုပ်စေချင်တယ်အစောကြီးကဒီလောက်ကိုမလုပ်ချင်မလုပ်နဲ့လုပ်မယ်ဆိုရင် energy အပြည့်နဲ့ထည့်ပြီးလုပ်ခင်ဗျားတို့အောင်မြင်မှုအကျိုးဆက်ခံစားရလိမ့်မယ်နော်လုပ်ငန်းနဲ့ပတ်သက်တဲ့စိတ်ရှုပ်စရာတွေခေါင်းရှုပ်စရာတွေတော့အနေချင်းရှိလိမ့်မယ်ဒါလည်း ခဏဖြည့်ရှင်းနိုင်တဲ့စိတ်ရှုပ်နည်းတွေခေါင်းရှုပ်နည်းတွေအဲ့ဒါကိုတော့ပုံကြီးချဲ့ပြီးတော့မပြောနဲ့ဆိုတော့အကိုအလုပ်ကို perfect ဖြစ်အောင်လာလို့ကျန်တဲ့ကိစ္စကြီးတိတ်ဆိုင်တယ်တေချာတာတခုက CCTV များတယ်ခင်ဗျားတို့ကန်းခင်မှာအဲ့တော့ CCTV တွေများနေတဲ့မှာမှကိုခုလုံးလိုက်မယ်ဆိုတော့ဒီကနေစအပေါ်ရောက်သွားရင်ခင်ဗျားလုပ်ငန်းမှာအားနည်းမှုတွေဖြစ်ပေါ်လာလိမ့်မယ်နည်းနည်းလေးသူ site စီခြင်းနဲ့ဒါလို့ဆိုခြင်းနဲ့မယ်လို့ထင်ပါတယ်အင်္ဂါသားသမီးတွေ